တရားဤအခြေခံ တရားရဲ့အခြေခံကတော့ကိုယ်ကိုယ်ကိုသိခြင်းပဲဖြစ်ပါတယ်။ယုံနံပရမတ်တွေကို ခွဲခြားစိတ်ဖြာသိခြင်းမတိုင်ခင်ကိုယ်ကိုယ်ကိုသိခြင်းကို အရင်လေးကြည့်ရမှာပဲဖြစ်ပါတယ်။ငါဟာမနာလိုစိတ်ကြီးလား။ငါဟာလူတွေအပေါ်လေးစားမှုရှိရဲ့လား။ငါဟာအနေအမြင့်ရှိရဲ့လူတွေအပေါ်ဘယ်လိုသဘောထားလဲ။ငါကိုငါရော ဘလို့သဘောထားလဲငါပြောတဲ့စကားတွေကိုငါနားနဲ့ကြားရဲ့လားငါတွေးတဲ့အတွေးတွေကိုငါစိတ်နဲ့သိရဲ့လားငါကိုငါဝေဖန်သုံးသပ်ပြီးအမှန်အမှားခွဲခြားနိုင်ပြီလားမကောင်းတဲ့စိတ်မွေးမိသွားရင်မကောင်းတဲ့စိတ်ဆိုတာသိနိုင်ပြီလားငါဟာငါခံစားချက်ကိုငါသိပြီလားငါဟာသူတပားခံစားချက်ကိုနားလည်ပေးနိုင်ပြီလား ငါရဲ့စိတ်ဖြစ်တည်လှူရှားမှုတွေကိုစောင့်ကြည့်အကဲခံနိုင်ပြီလားဒါတွေအားလုံးကိုကိုကိုမေးပါဘဝမှာကိုကိုကိုအဖြေရှာစရာတွေများပါတယ်စိတ်ညစ်နေတယ်ဆိုရင်လည်းကိုကိုကိုမေးပါဘာကြောင့်စိတ်ညစ်တာလဲစိတ်မညစ်အောင်ဘယ်လိုနေရမလဲဒေါသထွက်လာတယ်ဘာလို့ဒေါသထွက်လဲဒေါသမထွက်အောင်ဘယ်လိုနေရမလဲ ခံစားချက်တွေပေါ်လာတိုင်းခံစားချက်တိုင်းကိုဝေဖန်သုံးသပ်ပါဓမ္မကို လောကီမှာအသုံးပြုတဲ့အခါဝေဖန်ပိုင်းခြားခြင်းဟာအရေးအကြီးဆုံးဖြစ်ပါတယ်ဝေဖန်ပိုင်းခြားတတ်တာဟာပညာဖြစ်ပါတယ်ကိုကျင့်တရားလူသားချင်းစာနာမှုတွေဟာသီလဖြစ်ပြီးစိတ်တည်ငြိမ်ခိုင်မာခြင်းဟာသမာဓိဖြစ်ပါတယ်အားလုံးရဲ့အချုပ်ဟာပညာဖြစ်တဲ့အတွက်အရာအားလုံးကို ဝေဖန်ပိုင်းခြားခြင်းခွဲခြမ်းစိတ်ဖြာသိခြင်းဆိုရက်ပညာနဲ့ပေါင်းဆက်ရှုမြင်ရမှာ ဖြစ်ပါတယ်အခုကြည့်ရှုနေကြတဲ့ခொနရဲ့သာသမီများအားလုံးဘေးရန်ကင်းကွာစမ်းမချမ်းသာကြပါစေ